တံဝေခဆိုတာစိတ်နှလုံးတုံ့လို့တာခေါ်တယ်နော်စိတ်နှလုံးတုံ့လို့အဲဗမာလေးကသိပဲပြန်တော့တံဝေခဖြစ်တယ်ပဲပြောကြတာတံဝေခဆိုတာစိုးထိတ်တာကြောက်ရွံ့တာအဲ့တော့ကြောက်တာနှစ်မျိုးရှိတယ်ဒေါသနဲ့ကြောက်တာလည်းကြောက်တာပဲအဲ့တော့ပုရုษေနေတော့ဘယ်လိုပဲကြောက်ကြောက်ဒေါသတော့အနည်းငယ်ပါမှာပေါ့ကိမမကင်းတာဘူးဟောဒေါသလည်းကြောက်တာပဲ တော့ယဟန္တာတွေကျတော့ဥဒ္ဒိဟိုတဲ့နဲ့ဥတ္တပါနဲ့ကြောက်တယ်အသိဉာဏ်နဲ့ကြောက်တယ်ဒေါသမရှိတဲ့ပုဂ္ဂိုလ်ကျတော့ဥတ္တပါနဲ့ကြောက်တယ်တံဝီကောနာမသဟုတ္တပါဉာဏ်နာနဲ့တံဝီကဆိုတာဥတ္တပါနဲ့ရှင်တဲ့အသိဉာဏ်လို့ဒီလိုပြောတာစဉ်းစားဆင်ញင်ပြီးတော့သင်္ခါရတရားတွေပေါ်မှာကြောက်လွန်းတဲ့စိတ်ဖြစ်တာထောသားနဲ့ကြောက်တာကတခုဥတ္တပါဆိုတာနဲ့ကြောက်တာကတခုနှစ်ခုရှိတယ်လို့မှတ်တာ ဩဒဘာနဲ့ကြောက်တာကအကုသိုလ်ကြီးအပြစ်တွေကိုကြောက်တာဒေါသနဲ့ကြောက်တာကသေရဲကြောက်တာတို့တဆေကြောက်တာတို့ကုထုဇဉ်နေကြောက်တာမှသမီးကဒေါသနဲ့ကြောက်တာနော်အဲ့ဒီလိုအခုတန်ဝေကဆိုတာကျတော့ဒေါသနဲ့ကြောက်တာကြီးမဟုတ်ဘူးအရိယပုဂ္ဂိုလ်တွေကတော့သူကတန်ဝေကဝုထုစွာရှိတယ်တန်ဝေဝုထုစွာနော်ခုနကြောက်เสียကောင်းတယ် စာတိပေစရာပေပြာတိပေမရဏပေဆိုတယ်အပေပေတို့ပစ္စဘမောဟမအစာဟာရအတွက်ရှာရတဲ့ဒုက္ခတွေတော့အနာဂတ်မှာတန်တရာမှာခံရမယ့်ဒုက္ခတွေအပေဒုက္ခတွေအဲ့ဒါတွေကကြောက်စရာတွေချပဲကုန်နော်ပစ္စဘမောဟမတော့ကြယောဂဖြစ်ရမယ်တော့ကြသိဆုံးရမယ်ဆိုဒီပေးအန္တရာယ်လူတိုင်းမှာရှိတယ်လေနောက်ဆုံး သေဘေးကြုံတယ်ဆိုတာလူတိုင်းမှရှင်းဘယ်သူမှမလွတ်နိုင်ဘူးနော်တနေ့ကျတော့အဲ့ဒီပေနဲ့ကြုံမှာကြီးပဲလေသေဘေးဆိုကြုံမှာအဲ့ဓာရီဟာကြောက်เสียကောင်းတဲ့အရာတွေကိုငါဖေကကိုရှင်းပြီးတော့ပြောပြမယ်ဆိုပြီးတော့ထီတုတ်တန်ကိုအဲ့ဒါလို့အဖွင့်စကားအနေနဲ့တံဝေခံကိတ္တိတာမိယထာတံဝိစီတံမယငါရင်နဲ့နှလုံးထဲမှာတဲ့နော် ဒီထိတ်လန့်ပွဲ အဖြစ်ဆိုးကိုကိုသိတဲ့အတိုင်းပြောပြမယ်ကြောက်ရရာကောင်းတဲ့အဖြစ်ဆိုးတွေပေါ့နော်ကြောက်ရရာကောင်းတဲ့အဖြစ်ဆိုးတွေကိုပြောပြမယ်ဆိုပြီးတော့မြတ်စွာဘုရားစာပြီးတရားဟောတယ်ဖန္နမန္နံပစံဒိတ်တော်မစ္စေအပောရကေယထာအညမင်းကြီးဟိပြာရုတ်တိထိတ်တော်မှန်ပယပါဝီတိတရဝရီချင်းတွေကိုအကုန်ကြည့်လိုက်တယ် တရဝါရီခြေနေကိုကြည့်လိုက်ပဲဆိုရင်လူတွေဟာပျော်ရည်နေကြတာမဟုတ်ဘူး။ဘာနဲ့တူတော့ဆိုလို့ရှိရင်ဒီရေခမ်းသွားတဲ့ရေခမ်းသွားတဲ့ရေအိုင်နဲ့ကငါးတွေဟာတဖြက်ဖြက်ဖြစ်နေကြ။နော်ရေခမ်းပြီဆိုရင်အဲ့ဒီရေအိုင်နဲ့မှရှိတဲ့ငါးတွေဟာတဖြက်ဖြက်ဖြစ်နေကြတာ။နော် သူတို့မကူတာဘူးမလွန်တာဘူးသူတို့ရေထဲမှာပုံွယ်လို့မမြုပ်တာတော့ဘူးဆိုရင်ငါးရီကပလ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 နဲ့ဖြစ်တယ်အဲ့ဒါကိုပြောတာနော်တီတီအပေါ်ရကီရှေခန်းနေတဲ့ရေနည်းနည်းလေးပဲခြံနဲ့အိုင်ထဲမှာရှိတဲ့ငါးရီဟာဖန္ဒမာနတစ်ဖြက်ဖြက်လူးပြီးတော့ အနည်းကျုံနေလို့တစ်ဖြက်ဖြက်လူလွန့်နေကြတယ်လို့ပဲအဲ့ဒါလို့ပဲတဲ့ဖန္ဒမန္တပ္ပစံဒိတ်တော်မစ္စေအဘောရကေယထာရှေခန်းနဲ့ရိပ်အိုက်တဲ့ငါးတွေဟာတစ်ဖြက်ဖြက်လူပြီးတော့တုံလှုပ်နေတယ်လို့တုံလှုပ်နေကြတဲ့တ attva တွေကိုမြင်နေရတယ်အဲ့တော့ငါးတွေဘဝကြည့်လိုက်လေရှေခန်းပြီဆိုရင် အမိမဲ့သားရေနေငါသို့ဆိုပြောကြတယ်မှန်လားအမိမေမိဘမရှိတော့ဘူးမိတဆိုးလေးဖြစ်သွားပြီအမိမဲ့သားသူ့ရဲ့တိမ်ငဲနေတဲ့စိတ်ကဘလို့နေမလဲရှင်နေငါခြေခမ်းသွားတဲ့အိုင်ထဲမှာနေတဲ့ငါသူ့မှာပြန်စရာလည်းအတောင်မရှိဘူးလေတခြားကိုပြောင်းမွေရသူ့မှာအတောင်မှမရှိတာအဲ့တော့ရေကလည်းပဲသူတို့တကူလေးတောင်မှဖုံးကွယ်လို့မရတော့ဘူးဆိုတော့ သူတို့ဘွားဟာအမိမဲ့သားရေနေငါဆိုတာတခဲကိုကြောက်ရွံ့တုံ့လို့ရမယ့်အခြေအနေမျိုးတွေကိုရောက်နေတယ်အဲ့ဒါပြောတာနော်တရဝါရီဟာရေနေငါလို့ပဲစိတ်နှလုံးတုံ့လှုပ်နေကြတာကိုမြင်ရတယ်ထိတ်တော်မှာအဲ့ဒီလိုမြင်ရပြီအေးစိစိနေကြသလားဆိုမဟုတ်ဘူးအချင်းချင်းအငင်းဘွားပြီးရန်ဖြစ်နေကြတာအဲ့မှာနေမယ်တယောက်နဲ့တယောက်ကရန်ဖြစ်နေကြတာလေ သူလည်းသိမှာပဲကိုလည်းသိမှာပဲသူလည်းဒုက္ခရောက်တော့မှကိုလည်းဒုက္ခရတိုင်းပဲလူတယောက်နဲ့တယောက်အဲ့ဒါရှင်ဖြစ်နေကြတော့မယ်အရင်ဘဝနေကြတယ်အရင်နဲ့ကလို့စိတ်နှလုံးတုန်လှုပ်နေတဲ့လူတွေကအေးချမ်းချမ်းညင်ညွတ်မနေနိုင်ပဲနဲ့အချင်းချင်းရံဖြစ်ပြီးတော့နေတာကိုမြင်တဲ့အခါကျတော့အော် တော်တော်ကြောက်စရာကောင်းတဲ့အနေထားပါလားလို့ဆိုတာကိုငါတွေးမိတယ်လို့တသော်ပြန်။တန်ဝေက ဖြစ်မိတယ်ဗော။အဲ့ဒါအစပြောတာနော်။